သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာရှင်နေစားပွဲအစီအစဉ်ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ရှင်နေစားပွဲအစီအစဉ်ကနေပြီးတော့ပရိသတ်များအတွက်ဆောက်လုပ်တဲ့ကောင်းချက်ရလဲလွယ်ကူတဲ့ဟင်းချက်နီလန်ကောင်းတွေနဲ့ချက်ပြီးတော့တင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်ဗျာဒီနေ့တော့ကျွန်တော်ရွေးချယ်ထားတဲ့ဟင်းလန်နှစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ဝတ်သားကိုနုနုစင်ထားတဲ့ကြိတ်ထားတဲ့အသားနဲ့လို့ရှိရင်ဒီပန်းကေးပွားထဲမှာအစားသုံးမယ်စားသုံးပြီးလို့ရှိရင် sauce လေးနဲ့အရှိန်အားဆိုရင်ချိုးစက်လေးချက်ပြီးတော့ပွားနေလောင်းပါပါနောက်တစ်ခုပါဆိုရင်တော့ ဟင်းရည်လေးပါဟင်းရည်လေးကကော်ရီဟင်းကျိုလေးပဲဖြစ်ပါတယ်ရင်းနှီးကလည်းကျွန်တော်တစ်ခေါက်ချက်ပူပါတယ်ဒါပေမဲ့ပုံစံမတူတဲ့နီးလေးနဲ့ချက်ပါပါအဲ့ဒါကတော့ဒီဘက်ကကျွန်တော်ကဟင်းနွေနွေဟင်းနွေနွေလေးကိုမှကျွန်တော်ကနေပြီးတော့ရည်ထဲမှာပြုတ်မယ်ပြုလို့ရှိရင်ပြန်ပြီးတော့နွတ်နွတ်နွတ်ဆင်းမယ်ပြုလို့ရှိရင်ကင်းမိုလေးနဲ့ကော်ရီလေးနဲ့ဟင်းကျိုလေးချက်ပါပါတကယ်ကိုလည်းစားလို့ကောင်းတယ်အာဟာရလည်းအရင်ကိုရှိပါတယ်ဟဲ့တော့ကျွန်တော်တို့လုံးနေလဲကြာသွားပြီဆိုတော့ဟင်းစားပြီးတော့ချက်ရအောင်အပြည့်အချက်တော့မယ်ဆိုတော့ကျွန်တော်တို့ပထမအဆုံးအနေနဲ့ပအဝင်ပစ္စည်းလေးရေသုံးစားပြီးပြင်လိုက်ရအောင် င်းစင်းနဲ့ပေါင်းပစ္စည်းတွေကလည်းအမေရိကန်အများကြီးလည်းသိတ်လည်းမလိုပါဘူးပြီးလို့ရှင်အရန်ကိုလည်းမကတ်ခဲထားပါဘူးပြီးတော့ရှင်ဘာစပြီးတော့လုံးမလဲဆိုတော့ကျွန်တော်တို့စီသက်ဘုတ်အတွက်စက်သွန်ဖြူနေခြင်းကိုစပြီးတော့ပြီးမယ်အဲ့တော့စီသက်ဘုတ်အတွက်စက်သွန်ဖြူနေခြင်းစပြီးတော့ပြီးတော့မယ်ဆိုတော့စက်သွန်ဖြူလေးကိုကျွန်တော်တို့ဓာတ်နဲ့ရိုက်မယ်ပြီးလို့ရှင်ညှုပ်ညှုပ်လေးစင်မယ်စက်သွန်ဖြူဓာတ်နဲ့ရိုက်မယ်ပြီးလို့ရှင်ညှုပ်ညှုပ်စင်မယ် တို့တူဖြူလေးတွေကိုကျွန်တော်စနေခါကျရင်လည်းအရွယ်စားလေးနည်းနည်းလေးညီဝါတော့တဲ့ထိကျွန်တော်ဆင်ပေးလိုက်မယ်အခုဆိုတော့ချက်တုံဖြူရပြီပကံထဲမှာခဏဖယ်ထည့်ထားလိုက်မယ်လို့ရှိရင်ဂျင်းကိုလည်းပါးပါးလေးလိမ့်မယ်ထားမယ်ပြီးွားရင်ကျွန်တော်တို့ချက်တုံကြီးချက်တုံကြီးကိုလည်းပါပါလေးပြီးမယ် ချက်ထားလိုက်မယ်။ဟုတ်ကဲ့ဆိုရင်တော့ကျွန်တော်တို့စီတပ်ဖို့ကြောက်ကလည်းတော်တော်များများစုံလင်သွားပြီ။ဒီတော့ရှင်မထပ်ပြီးတော့လုပ်မလဲဆိုရင်မြူသီးစိမ့်ကိုဓာပြရိုက်မယ်။မြူသီးစိမ့်က6တောင်းလောက်ပြီးရင်ဓာပြရိုက်မယ်။ဒီစေဦးလေဖိထားလိုက်ပဲ။အဲပြီးသွားပြီဆိုရင်တော့ဘာလုပ်မလဲဆိုရင်တော်တော်များပြည့်စုံပါပြီ။ခဏလေးဖိထားလိုက်မယ်။ဒီတော့ကျွန်တော်တခုတစ်ခုရှိပါသေးတယ်။ ဟောသားကိုကျွန်တော်တို့ကအရှာတန်တယ်ပဲနေပြီးလို့ရှင်ဘန်ကက်ဘွားထဲမှာအစာတော့မှာဆိုတော့ဘန်ကက်ဘွားလေးကိုငယ်လေးပြီးလိုက်အောင်ပြီးရှင်ပကံထဲမှာလည်းထောင်ပြီးတင်လို့ရမယ့်နေထားတဲ့ခေတော်လေးနဲ့ညှိလိုက်မယ်ဒါဆိုရင်မေတော်တော့ဖြစ်သွားပြီအဲ့တော့ကျွန်တော်ဖုန်းလေးဖွင့်လိုက်အောင်ပြီးသွားလို့ရှင်အထည်အားရှိတယ်ကျွန်တော်တို့အစီရရပြီးလို့ရှင်ဒီအညာရန်လေးကိုထုတ်လိုက်အောင် ပါပြီဆိုရင်ကျွန်တော်တို့ကနာလေးဖယ်ထားလိုက်မယ်ပြီးပါပြီဆိုရင်ကျွန်တော်ဘာလို့ပဲကျွန်တော်တို့လဲဆိုရင်ဝတ်သားကိုရတာနေပြီးတော့အစာသွေးရုံပဲကျန်တော့တယ်အဲ့တော့ဝတ်သားကိုအစာသွေးရတာနေပြီးတော့အစာသွေးရအောင်ကျွန်တော်ရတာတွေနေမဲ့ပေါင်ပစ္စည်းတွေကလည်းအရန်ခက်ခဲကြီးမဟုတ်ပါဘူးကျွန်တော်ဘာပဲယူထားလဲဆိုရင်အဲမှာ QC လေးရဲ့နောက်ပြီးလို့ရှင်စီမွေးလေးရဲ့နောက်ပြီးတော့တရုတ်ဟင်းချက်ဝိုင်လေးပါမယ်၊မြေုပ်ကောင်းလေးပါမယ်၊နောက်ပြီးဂျင်းနေလေးပါမယ်။အဲ့တော့ဒီထဲကို QC ထဲမယ်။ ီယိုခင်းချက်ဝင်နေခြင်းစီမွေးလေးတစ်စုံတော့ထည့်မယ်။ရသာတော့ကိုစတားမုံထည့်မယ်။တကြားထည့်မယ်။မြေယုတ်ကောင်းထည့်မယ်။ဒါရှင်ချင်းနှစ်ရည်လေးညှက်ထည့်မယ်။ကဲပြီးသွားရင်တော့ နည်းပို့ပြီးတော့စီးဝါဖို့အတွက်ကိုကောင်းမွန်ကြတယ်ဒီထဲမှာအနဲ့နဲ့ပို့ပြီးတော့မှုသွောင်းအောင်လို့တရုတ်နန်းနန်းလေးကိုနည်းနည်းလေးနှလုံးလေးဆင်ပြီးထည့်လိုက်မယ်။ချိုးနန်းနန်းလေးကိုနည်းနည်းလေးနှလုံးဆင်လိုက်မယ်။ဒါမှလည်းသူဟင်းထဲမှာဆိုရင်ဝတ်တိုင်းဟင်းထဲလေးပြောင်းသွားမယ်။အနဲ့နဲ့ပို့ပြီးတော့မှုသွောင်းမယ်။ ါပေမဲ့တရုတ်နိုင်ငံတွေအများကြီးလည်းမထည့်ပါနဲ့အများကြီးထဲတဲ့ခါကျရင်သူ့ဝက်သားရဲ့ပင်ကိုနှံ့နေအရှမ်းတိုင်းပြောက်သွားပါလိမ့်မယ်တရုတ်နိုင်ငံတွေကပို့ပြီးထွက်သွားမယ်ဆိုရင်ခင်ဗျာစားရတဲ့ခါကျရင်နည်းနည်းအနေကြီးကထောင်းထောင်းဖြစ်နေမယ်ဆိုရင်စားသူကောင်းမှာမဟုတ်ပါဘူးကျောင်းနဲ့နဲ့တို့ဆင်ပြီးွားပြီဆိုရင်တော့တေးဦးနဲ့နဲ့ထဲမယ်။အဲဆိုရင်တော့ကျွန်တော်တို့ပါဝင်ပစ္စည်းလေးစော်သွားပြီဆိုတော့ရတာနယ်လို့ရပြီ။ဒီနေ့ခါကျရင်လည်းအသားကိုလုံးဝစီးပိုင်ဝါးချနေပြီမယ်နော်။ 就表得做一批那边收银，就是拆嘛拆皮要包那个卡钱，侬往啥都搞往冇包。就海外皮那个卡钱嘞，侬往哪往冇包？但你这不会洗袜，我就搞搞毛能来拆皮要钱没？不是我讲大，今天来买袜子，洗袜子袜子洗完了，本鸡包的拆皮要三多那样，他就叫本鸡包的拆来买。 ဒီနေ့မှာဆိုကျွန်တော်ဝတ်သားလေးနဲ့အစားတော်တကယ်တော့ပန်းခင်းပွားကမနိုင်လိုက်လဲဆိုရင်ကျသားရဲ့ဒါပြီးတော့အမဲသားနဲ့အရင်အောင်လိုက်ပါတယ်ဒီနေ့မှာအမဲသားထည့်ပြီးအစားတော်မယ်ဆိုရင်ကောင်းပါတယ်ဒါပေမဲ့ဝတ်သားကတော့နည်းနည်းပို့ပြီးတော့မှွေးတယ်ကျတော့ဒီနေ့မှာဆိုရင်တော့ဝက်စီလေးပါမယ်ဆိုတော့ကောင်းဆုံးပါဗျာခုဆိုတော့ပန်းခင်းပွားလို့လဲဝတ်သားအစားတော်ပြီးပွားပြီးဆိုတော့ကျွန်တော်ထည့်ပြီးတော့ပေါင်းထားလိုက်အောင်ပေါင်းထားမှုတွေကိုဒီကိုပူပေးမယ်ပြီးလို့ရှိရင် sauce ရအောင်လို့နည်းနည်းလေးစီးတာလိုက်မယ် ရေဟိုးပူလာပြီဆိုရင်ကျွန်တော်တို့စီထည့်မယ်စီပူလာပြီဆိုရင်တော့ကြက်သွုံဖြူပြီးချင်းနောက်ပြီးတော့ရှင်မြို့သီးစိတ်ကိုထည့်ပြီးတော့စီတတ်မယ်ဘူးဆိုရင်ရေဟိုးပူလာပြီအဲဒါကျွန်တော်စီထည့်လိုက်ရအောင်ဦးနေအောင်စီရောက်အောင်လို့ပတ်ပြလိုက်မယ်။စီပူလာပြီဆိုရင်တော့ကြက်သွုံဖြူနီချင်း ပြီးရှင်ကူဒီစုံထည့်ပြီးစစ်တမယ်ဒီဆုံးကြောင့်စက်သွန်ဖြူစီထည့်ပြီးစစ်တမယ်ပြီးရင်စက်သွန်ဒီချင်းအဲ့နဲ့နဲ့မွေးလာပြီဆိုရင်တော့ငူဒီစုံထည့်မယ်ဒီဝိုင်းမီလီနေနေရှော့လိုက်မယ်ရှော့ပြီးသွားရင်တော့ဒီမှာကျွန်တော် sauce ရအောင်လို့ ်ကျူးစီလေးထည့်မယ်ကျူးစီလေးနှစ်စုံလောက်ထည့်မယ်ပြီးွားရင်တေယိုဟင်းချက်ဝိုင်လေးမိသားစုံလေးနဲ့နှစ်စုံလောက်ထည့်မယ်ပြီးရလို့ဒီနေ့စစ်တပ်ပေးလိုက်အောင်စီးတဲ့အနားမွေးလာပြီဆိုရင်တော့ကျွန်တော်ချီထည့်လိုက်ရအောင်

။ဒါလို့ဖြစ်နိုင်မယ်ဆိုရင်တော့ဒီနေရာမှာကျွန်တော်အပေါ်မှာမီးသွေးလေးထည့်ပြီးတော့တင်ကြပါ။အဲ့တော့ဘာလို့လဲဆိုတော့အပေါ်မီးအောင်မီးလေးနဲ့ချက်တဲ့ခါကျရင်ပို့ပြီးတော့မြန်တယ်။ဒီနေ့မှာကျွန်တော်မီးသွေးမရှိတော့တဲ့ကြောင့်ကျွန်တော်ဒီထဲစီပန်းလေးနဲ့ပဲအုပ်ထားလိုက်မယ်။စီပန်းနဲ့အုပ်တဲ့ခါကျဘာဖြစ်လဲဆိုတော့အောက်ကထွက်လာတဲ့အပူဟီကိုတွားနေပေါင်းပြီးတော့ပြန်ပြီးတော့တံပြန်ပြီးတဲ့ကြောင့်အပေါ်ရောင်လည်းချက်ဖို့မြန်စေပါတယ်။အဲ့တော့ကျွန်တော်တို့ဟင်းရချက်ဖို့ဆိုတော့ကျွန်တော်ဟင်းနုနယ်လေးလိုပါမယ်။ဟင်းနုနယ်မလို့ခင်အားလုံးဟင်းနုနယ်မလို့ခင်မှာရေစုံနေတော့ဘာလို့မလဲဆိုရင်အပေါ်ကနေပြီးတော့အလားဆင်ဖို့တော့ကိုတရုတ်နန်းနန်းလေးရဲ့နောက်ပြီးတော့ချက်တုံလေးလေးနဲ့နည်းနည်းလေးစီးလိုက်ရအောင်။ တဲ့သဆောင်ရှင်လေးတွေပြီးစီဗီသွားပြီဆိုရင်တော့မခံနဲ့မှထည့်ထားလိုက်တယ်။တို့နေတော့ကျွန်တော်အပေါ်နေပြီးအလားစင်တင်မှုကြပါတခါရချွတ်ထားလိုက်မယ်။ဆိုရင်တော့ကျွန်တော်တိုးနေတယ်လည်းစင်နေပြီးသွားပြီ။ပြီးသွားပြီဆိုတော့ကျွန်တော်မလုပ်မလဲဆိုရင်အခုကျဲမှာထည့်ထားတဲ့ တန်ခေပေါ်နေဝတာလူမလားဆိုတာနည်းနည်းလေးကြည့်လိုက်ရအောင်ဝတာရပေါ်ရင်ရောချက်လာပြီတန်ခေပေါ်ရနည်းနည်းလေးမာသေးတယ်ခဲ့တော့ကျွန်တော်ခဏလေးခြားလိုက်အောင်မယ်တို့ထားမယ်ဆိုတော့ကျွန်တော်အသိအကြာကြီးလည်းထားလို့မရဘူးဆိုတော့ပန်းကေးပွားရည်လည်းအရင်ပြေသွားမယ်ဆိုတော့ဆောက်လို့မကောင်းပါဘူးကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်ဒါဆို10မိနစ်လောက်ထားလိုက်မယ်ဆိုရင်တော့ဝတ်သားလည်းကောင်းကောင်းချက်သွားမှာပါအဲ့တော့ကျွန်တော်တို့ဒါလေးနူးတဲ့ချီကိုခဏလောက်ဆောင်းလိုက်ရအောင် ဟုတ်ပါပြီအခုဆိုရင်တော့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဝတားလေးရယ်ကျွန်တော်ပန်းကေးပွားလေးရယ်ညူအောင်လဲစောင်းမှုသွားပြီဆိုတော့ဒီချိန်လောက်ဆိုရင်တော့တော်တော်လေးလဲညူလာပြီလို့ချင်ပါတယ်ဟောခဏလေးဖွင့်ကြည့်လိုက်အောင်ဟင်းအခုဆိုရင်တော့ဝတားလေးညူသွားပြီပန်းကေးပွားလေးတော်တော်လေးဝယ်ညူပြီးသွားပြီအဲ့တော့ကျွန်တော်ပကံနဲ့ချက်ပြီးတော့ပြင်လိုက်လို့ရပြီကျွန်တော်လုံးချင်းစီယူပြီးတော့တင်မယ် ပွားရောဆုံဆုံနေရပါပြီ။ဒါပြီဆိုရင်ကျွန်တော်ဒီခေတ်ကနေပြီးတော့ source ကိုပြင်ပြီးလောက်မအောင်ဆိုတော့အရာစာလေးနည်းနည်းလောက်ပြကြည့်ရအောင်။ဆော့စီကတော့နည်းနည်းလေးပေါ့နေအဲ့တော့ကျွန်တော်တို့စက်သားမုတ်လေးနည်းနည်းလေးထည့်လိုက်မယ် တင်လိုက်မယ်ကျွန်တော်ပူအောင်လုပ်ထားလိုက်မယ်ပူလာပြီဆိုရင်တော့ကျွန်တော်တို့ကျလာတယ်ကောင်းကောင်းရောက်သွားပြီဆိုတော့ဘန်ကိုပေါ်ပေါ်နေပြီးတော့လောင်းပြီးတော့ချိန်ပေးလိုက်မယ်ပေါ်နေပြီမှာကျွန်တော်အလားစင်တဲ့ဟာလေးတင်ဖို့ပဲကြံတော့တယ်။အဲဒါအလားစင်ဖို့အတွက်ကိုရေုံနံနံလေးတွေ ဆက်ပြီးတင်ပေးလိုက်မယ်ဒီဝိုင်းချက်ပုံလေးနည်းနည်းလေးလိုက်ချိုးပြလိုက်ပြီးွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ပထမအဦးဆုံးနှိမ့်ရဖြစ်တဲ့ဝတ်သားနဲ့ပန်ကေးဘွားအစာတို့ညာလည်းပြွားပါပါဗျာ ထမဆုံးဟင်းပြီးွားပြီဆိုတော့ကျွန်တော်ဒုတိယဟင်းကိုဆက်ပြီးတော့လုပ်အောင်ဒီအင်းဆက်ပြီးတော့လှုပ်ဖို့အတွက်ကို ကျွန်တော်တို့ဟင်းသူညွယ်လေးတွေရေဆုံးပြုတ်မယ်ပြုတ်မယ်ဆိုတော့ဒါကိုပူပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ရေထည့်လိုက်မယ်ရေစုလာပြီဆိုရင်တော့ကျွန်တော်ဟင်းသူညွယ်လေးထည့်ပြီးတော့ပြုတ်မယ်ကျွန်တော်ကင်းမွန်ကိုလည်းထည့်လာနေဆရာမလို့တော့ဘာကင်းမွန်လေးနဲ့ထည့်ပြီးတော့စီသက်မယ်ပြီးလို့ရှိရင်ဟင်းသူညွယ်ထည့်မယ်ဟင်းသူညွယ်ထည့်ပြီးဆိုတာနဲ့ကျွန်တော်ရေထည့်ပြီးတော့အရသာဖမ်းပြီးကော်ရီဆွဲတာနဲ့တော့ဟင်းအောင်ရပါဖြစ်သွားမှာပါအဲတော့ကျွန်တော်တို့ကောင်းဆုံးစီသက်ဖို့တော့ကလည်းအခုစနေဖြစ်နေပြီစနေဖြစ်နေပြီဆိုတော့ ဖိနစ်ရှင်းနေပြီဆိုတော့ကျွန်တော်ကျွန်တော်ဒီလေးစစ်တပ်ဖို့ကလည်းဘုံကလည်းနေပြီးွားပြီအဲ့တော့ကျွန်တော်ရင်းနှီးခဏလောက်တင်ထားလိုက်မယ်ဒီနေ့ဆူလာပြီဆိုတော့ねကျွန်တော်တို့အင်ဂျင်နီယာကိုထည့်ပြီးတော့ပြုတ်မယ်ဒီနေ့မှဆိုရင်ကျွန်တော်ဒီကော်ရီဟင်းယူထဲမှာဆိုရင်အများသောဖြင့်ပါလာတော့ကျုပ်လုံခောက်ပြီးတော့ထည့်ကြတယ်ကျုပ်လုံခောက်ပြီးထည့်တဲ့ခါကျတော့လေကျိုးသွားတော့ရင်အနှစ်ကောအကာကိုထည့်ကြတယ်ကျိုးကြောအကာကြီးပဲတည်တဲ့ထည့်ကြတယ်ဘယ်လိုကွာလဲဆိုတော့အနှစ်ကောအကာကိုထည့်တာမျိုးဆိုရင်တော့ပြောင်းကော်ရီဟင်းယူဆိုရင်တော့အဝါရောင်ပါတယ်ဘာမှမပါတဲ့ခါကျတော့သူကအနှစ်ကောကောက်ချင်မယ်ဆိုတော့ကိစ္စမရှိပါဘူး။ဒါပေမဲ့ငမန်းတောင်ဟင်းကျိုးလိုမျိုးဒီလိုမျိုး ော့ရိုးရိုးကော်ရင်ဟင်းချိုအဖြူမျိုးဆိုရင်တော့ကျုပ်အနှစ်ပါထင်မယ်ဆိုတော့အရောင်ကနည်းနည်းဝါဝါရင်သူတောက်အောင်မဟုတ်ပါဘူးအဲ့လိုထင်တော့ဆိုရင်တော့သူကကျုပ်အကာကိုပဲခောက်ပြီးတော့ထဲတယ်အဲ့တော့ဒါကတော့ဒီပရိသတ်တွေနေနဲ့ပြောရမယ်ဆိုရင်တော့ဒါကတော့ကျွန်တော်ကစိတ်ကြိုက်ပါသူတို့ရဲ့ချက်တဲ့လူတွေသူရဲ့ဖန်တီးမှုသူရဲ့စိတ်ကြိုက်ပဲဖြစ်ပါတယ်ဒါလို့များကျုပ်တလုံးလုံးကိုလည်းချက်မယ်ဆိုရင်လည်းရပါတယ်ဒါဆိုရင်လေးကျွန်တော်ကစူအောင်လို့တည်ထားလိုက်အောင်ပဲဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်ရေလင်းနဲ့စူပြီးဆိုတော့ကျွန်တော်တို့ဒီထက်မှဟင်းညွတ်တွေထည့်ပြီးတော့ပြုတ်ရအောင် င်းရှင်တွေအကုန်လုံးကိုရင်းနှွေးထီဝအောင်လို့ကျွန်တော်မျိုးပြလိုက်မယ်ပြီးလို့ရှိရင်ဆောက်နှံပြလိုက်မယ်တက်တော့ရပြီအဲ့တော့ကျွန်တော်တို့ဒီပိတ်လိုက်မယ်စကားနဲ့စစ်ပြီးယူမယ် ပြောတဲ့ခါကျရင်အချိုင်းပြုတ်လို့အဆင်မပြေပါဘူးဆိုတော့သူကအရန်ကိုလည်းနူးညံ့နေပြီးတော့အစိမ်းရောင်ကပျောက်သွားမယ်ဆိုရင်ဒီဟင်းကအလုံးဝစမှာမဟုတ်ပါဘူးအဲ့တော့အစိမ်းရောင်မပျောက်ခင်လေးမှာပုံမှန်လေးဆယ်ပြီးတော့ရှင်းရေးစိန်ထားလိုက်မယ် ဒီဟင်းနုနယ်ပြုတ်ထားတယ်ဘာကြောင့်ရေဆိုင်ရလဲဆိုတော့သူမှပြုတ်ထားတဲ့အတွက်အမှုချိန်နဲ့ရှိနေမယ်တကယ်လို့များချိန်မဆိုင်လည်းဘူးဆိုရင်တော့အမှုချိန်နဲ့ဆက်ပြီးတော့သွားနိုင်မယ်သွားတဲ့ခါကျရင်ရော့ကိုလည်းပို့ပြီးတော့နောင်ဝါစေမယ်အကြောင်းကြီးလည်းပြောင်းဝါစေမယ်သူမှရှိရအဟားတွေလည်းပျောက်သွားမယ်အဲ့လိုဆိုရင်ဒီနေ့ကလုံးဝစားလို့လည်းကောင်းအောင်မဟုတ်ပါဘူးဒီခေတ်ကြီးထဲမှာဆိုင်လိုက်မယ်ဆိုရင်အမှုချိန်ကချက်ချင်းဝင်ရက်သွားမယ်ရက်သွားတဲ့ခါကျရင်သူမှလိုချင်တဲ့ကာလာလေးမှလည်းနေထားတန့်သွားမယ်ဆိုရင်ဒီနေ့ကလှသွားမယ်ရော့ကဆိုရင်ဒီလိုစိမ့်လန်းလန်းလေးဖြစ်နေမယ်ဒါမှလည်းဒီနေ့ကသွားလို့ပါမှာပါ ဲ့တော့ကျွန်တော်ရေခဏစိန်ပြူသွားပြီဆိုတော့ဈေးစစ်ပြီးတော့လုံလုံစင်အောင်ဒီဝိုင်းရဲ့ဘက်ကတစ်ချက်ယူမယ်ဆိုတော့ဒီမှာပမာဏကတော့ကိုပဲယူပြီးလို့ရှိရင်ကျွန်တော်ရှင်းညှစ်မယ် နည်းလေးနုံနုံလေးဖြစ်သွားအောင်ဆင်းပြလိုက်မယ်။ကဲပြီးသွားပြီဆိုရင်တော့ပကံနဲ့ချက်လိုက်မယ်။ဘာအရဆိုကျွန်တော်တို့အင်းလူတွေလည်းမတို့စနေပွားပြီဆိုတော့ကျွန်တော်ဟင်းစာပြီးချက်လို့ရပြီဟင်းစာပြီးချက်လို့ရပြီဆိုတော့အရင်ဆုံးစာပြီးတော့စီသက်မယ်ဆိုရှင်တဲ့ကိုအပူပေးမယ်ပူပေးလို့ရှင်စီထက်သွားပြီးတော့စီသက်မယ်စီထက်ပြီးတော့စီသက်မယ်ဒီလိုရှင်တက်တော့ပြူပေးပါထည့်မယ်ဒီလိုရှင်ကိမုံထည့်မယ်တော့တဲ့ကိုပူလာပြီဆိုရင်တော့ ီထဲရရအောင်စီပူလာပြီဆိုရင်တော့ချက်တုံပြူထဲမယ်ကတော့ဒီဝန်ထမ်းလေးမိုးရတာပြီဆိုရင်တော့ကင်းမုံထဲမယ် ခင်းပုံနဲ့မှုလာပြီဆိုတော့ကျွန်တော်ဟင်းနူနယ်စောစောကနုတ်နုတ်စင်ထားတဲ့ဟင်းနူနယ်တွေကိုထည့်လိုက်မယ်အဲ့နဲ့မွေးလာအောင်လို့စီတပ်ပြလိုက်အောင်မယ်ပြီးတော့ရင်ရတဲ့ပုံပြီးကောင်းအောင်လို့ဒီဟိုဖြစ်ချက်ဝိုင်းလေးဆောင်းတော့ထည့်ပေးမယ် ီသွားပြီဆိုရင်တော့ကျွန်တော်ရေထည့်လိုက်မယ်ဒီဟင်းကကတ်တော့တော့လေးနေနေလေးချက်မှသောက်လို့ကောင်းနေဟင်းပါဘာလို့လဲဆိုတော့ဟင်းနူတွေပါနေလို့ပဲဟင်းနူတွေကိုကျွန်တော်တို့ကပြုတ်ထားအောင်လည်းမကပဲနုံတဲ့ပေါ်ချက်ပြီးဆင်းထားတော့ဒါလို့မြန်မြန်မြန်မချက်ဘူးကြားနေမယ်ဆိုရင်တော့ဟင်းကညိုပြီးမဲသွားတယ်အဲ့လိုဆိုရင်ဒီဟင်းရဲ့ပုံစံကဘလို့မှဆွဲဆောင်မှုရှိမှာမဟုတ်ပါဘူးဒီသွားပြီဆိုရင်တော့ဒီထဲမှာအရသာနေနဲ့ကျွန်တော်တို့စားပြီးတော့ထည့်ရအောင်ဂျပန်မုတ်ဆုံးတော့ပြီးသွားရင် 手、嗯、不够，对啊，先从老天买。咱不未来没，耶稣比孙亮降落加下三，三十个都迷低端的就是道高一水嘛塑就是高一的飘带呀。嗯 ျော်ပြီးသွားပြီကျေးဇူးလာပြီဆိုရင်တော့ကျွန်တော်အရသာမိမယ်မင်းလေးဆူလာအောင်လို့ဖုန်းလေးခဏအုပ်ထားလိုက်ရအောင်။ဒီကကျွန်တော်ထဲဖို့အတွက်ပကံမှာစင်းလေးတစ်ခါဖြင်းထားလိုက်လို့မယ်။ဒီနည်းဂျူလေးကဆိုရင်ကျွန်တော်မြန်နေချင်နေကြပုံစံမျိုးဖြစ်တဲ့ကော်ရီဟင်းဂျူလေးပါပဲ။ နေလျာဆိုရင်ခင်းလူလန်နန်လေးကလည်းမှုနေမယ်ကင်းမုန်နန်လေးကသိနေမယ်တော့တဲ့ခါကျရင်လည်းရန်ကိုလည်းတောက်လို့ကောင်းတယ်ဆက်စားပြီးတော့ဆူလာပြီးဆိုတော့ကျွန်တော်တို့ချားပါလိမ့်မယ်ကြည့်ရအောင်ချူဓာတ်ကကတိကြနေပြီ။ငံကြက်နည်းနည်းလေးလူနေသေးတယ်။အဲ့တော့ငံကြက်တွေကိုချက်သားမှုလေးနဲ့ထည့်တိုင်းမယ်။သားမှုလေးသုံးမမောက် ေးစုလာပြီဆိုရင်တော့ကျွန်တော်ကိုယ်စပြီးထည့်လိုက်အောင်ကျင်းမီလီနေနေရှော်လိုက်မယ်ပြီးရင်ကိုယ်ရင်းနေချစ်ပြီးထည့်သွားပြီးအမှွေပေးမယ်ဆက်ကြီးလေးရတယ်ကိုယ်ကြီးလေးရတယ်ဒီတွဲလေးထည့်သွားပြီဒီလိုလေးထည့်သွားပြီဆိုတော့ကျွန်တော်ခင်းရပြန်စုလာပြီဆိုတော့ ਨੇ ချလို့ရပြီ ရှားပြီဆိုရင်ဘောနေပြီးတော့စီမွေးလေးဒဆက်နှစ်ဆက်လောက်ထည့်ပေးလိုက်မယ်။ပြီးရင်မြေုပ်ကောင်းလေးနည်းနည်းဖြူပေးလိုက်မယ်။ကောတော့ပြီးွားပြီဆိုရင်တော့ဘယ်လိုပကံနဲ့ထည့်လိုက်အောင်ပဲ။ ောရှင်ပေါ်နေပြီးတော့ကျွန်တော်မိတ်ဒါလေးဒီဒါလေးလေးကိုဖြူလိုက်မယ်အခုဆိုတော့ကျွန်တော်တို့ရဲ့အရန်ကိုလည်းတောက်လို့ကောင်းတယ်အာဟာရလည်းအရန်ကိုရှိတဲ့ခင်းသွင်းနေဟင်းချိုလေးကလည်းပြူသွားပါပြီဗျာโอเคပါအခုဆိုတော့ယနေ့စားဝယ်စီစဉ်ကားနေပြီးတော့တင်းဆက်ပေးခြင်းနဲ့ဟင်းလျာနှစ်ခုကလည်းပြီးသွားပါပြီပထမတစ်ခုကဆိုရင်ဝတ်သားရဲ့လို့ရှိရင်ပန်းကေးပေါ်လင်းနဲ့စားတော့ပြီးတော့ပေါင်းထားတာပါနောက်တစ်ခုကဆိုရင်တော့ဘက်ကအကင်းမုံရဲ့ ီဘက်ကနောက်ပြီးလို့ရှိရင်ဟင်းညွယ်ဟင်းညွယ်လေးတွေကိုကျွန်တော်ကော်ရီဟင်းချိုလေးချထားတာပါအရန်ကိုလည်းတောက်လို့ကောင်းပါတယ်ဒီဟင်းအောင်ဆိုရင်တော့ကျွန်တော်စိတ်သမားလေးနဲ့ကြက်ဥကားလေးထည့်ပြီးတော့မှတောက်မှဆိုရင်လည်းအရန်ကိုလိုက်ပဲပါတယ်ဒါပေမဲ့ဒီဟင်းအောင်ဆိုရင်တော့ကြက်ဥနှစ်ပါထည့်ပြီးတော့ ချက်မယ်ဆိုရင်တော့လုံးဝမလာဖက်ပါဘူးကျွန်တော်ကတော့ကြက်ဥကာပဲထည့်ပါလို့ပို့ပြီးအားပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်များအနေနဲ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဟိလျံတစ်ခုကိုလည်းဂျိုင်းနေသက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ပရိသတ်များအားလုံးလည်းကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဟိလျံတစ်ခုကိုပြန်လည်မြန်းဆန်းကြရင်လည်းတွေ့ရတဲ့မိသားစုအများအပိုင်းဆိုင်နေပါသေးလို့ဆုတောင်းပေးနေပဲနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးကြတဲ့ဒီနေ့စာပဲပရိသတ်များအားလုံးကိုလည်းကျေးဇူးတူပဲရှင်ရှိပါတယ်ဗျာ။